့စားထွက်လာတဲ့ကကို့လိုင်းနဲ့မတူဘူးပေါ့နော်ကိုကပြောရရင်ဟိုကိုကနှင်းစိမ့်လောက်ရှိပြီကျွန်တော်ကကျင်လဲတာဒါပေမဲ့ကိုစားထွက်လာတော့ကဟိုတေချာရေလုတ်ခဲ့ပေမဲ့လူမသိခဲ့ရဘူးလူသိခဲ့တဲ့အချိန်မှာမထုံမနှမ်းမင်းတော့ကို့မထုံမနှမ်းနေပဲမြင်တာပေါ့အဲ့ဒါဟုတ်ကဲ့လည်းနေဒီတော့တို့ဒါအများကြီးပဲရှိတာပေါ့တိုးလည်းအများကြီးပြန်ကြိုင်ကြိုင်ပါအကြိုက်ပါဘူးအဲ့ဒါပဲစုနေရတယ်ကိုတော့ကိုတူမကူကောင်းစားရပဲမြင်သိချင်တာပေါ့ IT နေတေးဥဆောင်နေဆိုလဲဝတ်မှုရွှေဖြစ်နေတာပေါ့ဟုတ်တယ်ပြောပြရလေးဥပမာပြပြပြရလေး ကုန်လုံးတော့ကျွန်တော်ဟိုတသားတည်းဟိုတစ်ခုတည်းပါပဲဟိုကိုယ်ဆဲဆဲမဆဲဆဲအားပေးပေးမပေးပေးဟိုနောက်ဥတော့ကိုယ်ဝင်းရတဲ့လူရှိတယ်လို့မဝင်းတဲ့လူရှိမှာပေါ့နော်အဲ့ဒါအလုံးကဟိုဘာလို့ဆိုတော့သူတို့ကဒီ TV ဖန်သားပြီမှာပဲလောက်ွက်တစ်ခုအနေနဲ့ကိုယ်တွေသိရတာလीအပြင်ကကိုယ့်ရဲ့စိတ်နေစိတ်ထားကိုယ့်ရဲ့အနေထားတစ်ခုကိုယ်ဘယ်လိုမျိုးကြိုးစားခဲ့ရလဲကိုယ်ဖြတ်သန်းခဲ့ရဆိုတော့ကိုမတစ်ပါးကိုယ့်အနီးနားမှာရှိတဲ့လူမတစ်ပါးကိုဝင်းရတဲ့လူမတစ်ပါးမသိနိုင်ဘူးလीဆိုတော့ခွန်လွတ်လိုက်ပါတယ်ပေါ့အားလုံးကတနေ့ကျရင်တော့ ဟိုသူကိုကိုအချိန်အခါတစ်ခုရောက်လာရင်ကိုဘယ်လိုပြောမလဲပြိတက်ပို့ပြီးတော့ဒီထက်ပို့အားပေးလာမယ်လို့ထင်ပါတယ်ဟုတ်ဟုတ်ပြီလားတမလေးတောင်းတော့မဟုတ်ဘူးသူမျိုးသိမဆဲကြတော့ဒါလိုပါပဲဆဲကြည့်ဝိုင်းဆဲကြပါပဲသူမလေးကြောင်းရလို့ပြောပြီးပြီးကိုနောက်ကိုဆင်းလဲဆင်းပါသူ့ကိုစထွက်လာတဲ့ကကို့လိုင်းနဲ့မတူဘူးပေါ့နော်ကိုက ပြောရရင်ဟိုကိုကနှစ်စိတ်လောက်ရှိပြီဒီတော့ကျင်းလဲတာဒါပေမဲ့ကိုစားထွက်လာတော့ကဟိုတေချာရေလောက်ခဲ့ပေမဲ့မလူမသိခဲ့ရဘူးလူသိခဲ့တဲ့အချိန်မှာမထော်မနန်းမြင်တော့ကို့မထော်မနန်းနေပဲမြင်တာပေါ့ဒါပေမဲ့ စိတ်ဓာတ်နဲ့ပတ်သက်တာရယ်နော်အလုံးနဲ့ပတ်သက်ရင်တိကျတယ်ဆိုတာအားလုံးသိကြတယ်။သူကြတော့ကွာစထွက်လာတယ်ညာတင်နေနေပြိုင်ပွဲတွေဟဲ့လားတင်နေဆိုလည်းကိုဂျွန်းလို့စီထားတယ်အဲနောက်ပြီးတော့အဲ့လိုမျိုးပြိုင်ပွဲတွေဆိုရင်လည်းသူစုတွေရရတယ်ပြိုင်ပွဲတွေကနေစူးစားခိုင်းတာသူ့နောက်ပြီးတော့ရုပ်ရှင်ထုတ်လို့ရေးဆိုရင်ကတ်စတင်ဝင်ခိုင်းနေဝင်ခိုင်းနေသူ့ကိုမင်းသမီးယူရတယ်အမှပါတယ်ဒီတိုက်ကပဲပေါ့နော်ဟိုရာရဲ့ကင်းရပဲဆိုတော့ပြောရရင်ကျွန်တော်တို့ကဟိုသူ့ကိုကြတော့ကျွန်တော်ကဟိုတစ်ခုခွဲထားပြီးတယ်သူ့နေရာလေးနဲ့သူ့ပေါ့ သူ့ငားတဲ့ပွဲကိုကိုယ့်ဘငားကိုမတွားဘူးနော်နှစ်ယောက်သုံးဖိနေတော့တွားတာပါအဲ့ဒီကတော့မှနှစ်ဟိုနှစ်ယောက်သုံးလိုက်ရမယ့်အနေအထားတစ်ခုမှာသူ့ပဲဖိနေကိုမဖိနေဆိုလဲကိုယ့်ဘကိုယ်ပဲဖုံးရွက်ွယ်ရှူလေးပဲမျက်နှာမျက်နှာမတ်အုပ်အနောက်ကနေဆပ်ပိုးနေပေးပါဆိုတော့လိုအပ်တယ်လေသူ့အတွက်က तू ကဘာမှမဖြစ်သေးတဲ့လူမျိုးလို့သူ့ရဲ့အသေးစိတ်ဝစ်စားစား သူ့ရဲ့စကားပြောဆိုတာအစတွေဘေးကကိုကအကူညီမရပါဘူးလေလေးမပါလို့ဆိုပြီးတော့ခုမှလေးအဲ့လိုမျိုးအဲ့လိုတော့အဲ့လိုတော့မပါပါဆိုတော့လေအများအသိမိတာတယောက်ခဲရှေ့ဆက်ရမဲ့လမ်းမှာလေကိုတယောက်တည်းလုံးမှာပဲရမှာလေအများအနောက်အနောက်ကနေအများအဲ့လိုမဖြစ်နေကိုကရှေ့ဆက်မှုဟိုကမကျူးစားပဲနေပါဘူး။အဲအဲ့လိုမျိုးဖြစ်မှာဆိုအများအရင်ကဆိုကိုလေအင်ညာစာဝေစားအခုဆိုရင်ရှော့တယ်တဖြည်းနဲ့ရှော့တယ်လိုက်တဲ့နေရာဆိုလိုက်တယ်မလိုက်တဲ့နေရာဆိုမလိုက်ဘူးနော် ကိုကသူ့အရန်ချစ်လုံအားကြီးလို့ရန်ဖြစ်စေချင်လုံအားကြီးလို့အမားပါမှာကြောက်လို့အမားနဲ့အောင်ဆိုလိုက်လုတ်ပင်မဲ့တချို့ဟာကြီးကတော့ဟိုကိုကကိုမစူးစားခြင်းစိတ်တွေဖြစ်မယ်ခါကျရင်ဥမာပဲတချင်းသွားဆိုလဲနှုတ်ဆိုရင်ကိုနှုတ်ကိုကိုယူခဲ့လို့ပြောရင်ပါချင်မပါလားမပါဘူးအဲ့ဘာကြီးကအလားကြီးဂျိုတိတဲ့အတွက်ကိုကိုစီမှာသူ့ရဲ့နှုတ်တစုံကအများတိုင်းရှိတဲ့ကားထဲမှာဒီမှာမပါဘူးမလားရောအလားလေးနဲ့ဆိုတော့ဒါမှသတိထားနောက်ဆိုမရဘူးအဲ့လိုဘယ်လိုပြောမလဲလက်ချာတွေရိုက်ကြတာပေါ့နော်သူလက်ချာတွေရိုက်ကြရဲအလားကြမှာပဲနောက်ပိုင်းကျတဖြည်းနဲ့အဆင်ပြေလာတာပေါ့ဆူခံရတဲ့ခိုက်တဲ့တယ်မှာဘယ်လိုခံစားရလဲဆူရင်ဘယ်မျက်နှာမှမထားဘူးဆိုရယ် ပိတ်သက်ရှိလဲဆိုရယ်နောက်ကိုလည်းရှိရရှိလဲဆိုရယ်ဆိုရယ်လုံးဝ public မှာလဲဆိုရယ်ဆိုရယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးပူစုပြစ်လဲအဲ့လိုကိစ္စမျိုးလဲဆိုရင်အဲ့လိုပေါ့အလုံးနဲ့ပတ်သက်လာရင်ပူဆူဖြစ်တယ်အဲဥမာမျိုးချစ်သူသမီးစားကိစ္စတွေပါရှိခဲ့မယ်ဆိုရင်နောက်မှဒါကတော့ဖုန်းချုပ်ွယ်ဆိုဆူရမယ်ကိစ္စတွေပေါ့နော်ဒါလည်းနားလဲပါလဲကိုလည်းသိတာပေါ့ကိုလည်းဒီလောကဖြစ်လာတာဆိုတော့ဟိုအရင်အတင်းကြီးကြီးကိုလည်းမပြောဘူးဆူရရပြီလားအဲ့လိုဖုန်းချုပ်ွယ်ဆိုအဲ့အဲ့ဒါတော့ရှိတာပေါ့မရှိဘဲနေမှာပြောရတာပေါ့ဟိုလူနေဒီလိုထိုင်း အဲတွေ့တယ်များလူလည်းယင်မခုံနဲ့ကိုယ်လာယင်ခုံနဲ့လူလည်းကိုယ်ကယင်မခုံနဲ့အဲ့လိုပြောရတာပေါ့နောက်ပေါ့ဘာယူဝဲကြည့်ရဲ့အញ្ញမ်းတမ်းမာရအဲ့လာနဲ့ပတ်သက်လို့ဒီမှာ love love freeze strong အာအញ្ញမ်းအောင်ပြအချစ်တရားတမ်းမာအစ်စီဝဲအဲသူ့ပုံစံလေးနဲ့ဒူတော့သူ့ကိုဒါအချိန်မဲ့သူရလည်းရှိနေမှာပဲအများကြီးပဲရှိတာပေါ့သူလည်းအများကြီးပြန်ကြတဲ့အချိန်မှာအဲ့ဒါပဲစုနေရတယ်တူတူတူ ပြင်ရမယ်ဆိုညကြည့်ဆိုဘယ်လိုမျိုးရှိလဲကူးစာပေါ့ကိုကတော့ကိုတူမကိုကောင်းစားရမယ်မြင်သိချင်တာပေါ့ item တွေတေးဥဆောင်တွေဆိုလဲဝတ်မှုရွှေဖြစ်စေချင်တာပေါ့ဟုတ်ရမလားပြောပြရလေးဥပမာပြပြပြရလေးဒါပေမဲ့ကိုကပြောချင်တဲ့သဘောကတော့ဒါကတော့ကံတရားလဲကွာသေးတယ်ဒီအရာအလုံးကတော့ ူလည်းမေးဟိုငါ့ရွယ်မေးတယ်။အဲ့မှဆန္ဒရတယ်ပြောပါဦး။ဟုတ်ဆိုရင်ဒီလိုဆိုရင်လည်းဆိုဥလေးရဆန္ဒပေါ်မှာရောဒီမလေးကဘယ်လိုမျိုးလေးရှိလဲပြောပြပါ။အဲအတိတ်ကလေအဲ့ဒါကံပေါ်မှာလည်းမူတည်ရပေါ့နော်။ကိုယ့်ရဲ့ကံဆန်းပေါ်ရဲ့မူတည်စူးစမ်းမှုရဲ့မူတည်ပေါ့နော်။ကဲကိုဟိုအများကိုယ့်ဘက်ကတော့အများကြီးထင်အောင်အများကြီးစူးစမ်းမှာတောင်းရတော့ရှိရပေါ့နော်။ဒါပေမဲ့အဲ့အနေရောတော့ရောက်တော့ရောက်စီရောက်ချင်နေပေါ့။အကူကျူးစမ်းမရမှာလေပြည့်ပြည့်အပြည့်မရမှာလေ။နော်နော်ဟုတ်တယ်နော်။တခါတလေအသေးကွင်းနေရောရှိလား။ အသေးရတခါမှမကွဲပါဘူး။ကွဲမှုအကြောင်းလည်းမရှိဘူးလို့။အကုန်လုံးကလည်းဝိုင်းရှိကြရတယ်။အဲ့ဒါလည်းကျင့်နေတယ်။အသေးတော့ကွဲမှာပေါ့။ကွဲမှာ၊ကွဲမှာ၊ဟုတ်တယ်မလား။ဟုတ်တယ်။အဲဒီနေ့မှာတော့မမဆန္ဒလေးပေါ့နော်။သူရဲ့မွေးနေ့လည်းဖြစ်တယ်ပြီးတော့ကုလူချောဖွဲ့ကိုလည်းဟိုကယဟန်ပါအောင်တာသနာပါအောင်ကုသပြုပေးတာပေါ့။အဲ့တော့လာရောက်ဖြစ်တာပါပြီးတော့လည်းကိုယ့်ရဲ့လူရင်းလည်းဖြစ်တယ်မိသားစုဝင်လည်းဖြစ်တဲ့အတွက်ပေါ့နော်။ကျွန်တော်တို့ရုပ်ရှင်ထုတ်လို့ရတိုက်ကလေဟို အမတွေနောက်ဒါရိုက်တာတွေနောက်ဒီမှာရှိတဲ့ဟိုတင်းတင်းလုံးရဲ့အဖွဲ့ကုန်ပါတာဗောနော်ဆိုတော့ဟိုဆက်ဖွဲ့ရလူတွေရောပါတယ်ဒီဆိုတော့ဘာကြောဟိုဝန္ဒပီတီဖြစ်တယ်ဗောနော်ဟိုမွေးနေ့ကိုမှာအဲ့လိုမျိုးအလူလုတ်တဲ့အတွက်ကိုပို့ပြီးတော့ဟိုဘယ်လိုပြောမလဲကုသူပို့ရတာဗောနော်ကျွန်တော်တို့ဆိုရင်ကုသူလည်းလုတ်တယ်ပြီးအဲ့လိုသူပြန်มาဟို ဘယ်လိုပြောမလဲညာဘက်ဆိုကလပ်တွေဘာကြီးလေးပြည်မှာအဲ့လိုအမားတို့ကျတော့သူ့အတူအေးစစ်စစ်လေးနဲ့ဟိုတုန်းကသူတို့ကအေးတယ်ထုတ်လို့ရလုတ်တယ်သူ့အေးစစ်စစ်လေးပဲထုတ်လို့ရလုတ်တယ်အဲ့လိုဆိုတော့သူတို့တိုက်လေးကိုကြိုက်